တရုတ်စားတော့ဆိုင်စီးပွားရေးတွေပြိုကွဲဘာကြောင့်လဲတရုတ်နိုင်ငံအတွက်အရန်စိုးရိမ်ရာအချက်အလက်တွေကိုပြောမယ်ကဘာပတ်အမေရိကန်မိနက်က stock option crypto အင်ချမ်းမြေစီးပွားရေးပညာရှင် channel ကကြိုးစားပါတယ်ဘယ်နေရာကြည့်နေလဲကိုမအောင်မှာရေးထားပါ When a restaurant dies in China, it can look something like this. Hauling out huge fridges, industrial stoves, and bread ovens to cart away for resale. It's good business for this team, led by An Da Wei, known as the Restaurant Undertaker. Behind every appliance is another tale of failed restaurants here in Beijing, part of a wider story of China's slow economy. 这个哎呀嘛，所以啥东西，老话背了也吃嘛，喏，怕老话所以啥东西嘛，需要必须的，公路拍下来。<coughs> <coughs> ဖယ်ရှားနေမှာပြောရမဆိုရင်တော့ဒီစားတော့ဆန်ကိုဖယ်ရှားပေးတဲ့စီးပွားရေးကစားတော့ဆန်ကိုမတာချပေးရပေါ့နော်အဲ့လိုမျိုးပြော undertaker ဆိုတာဒါရိုက်ပြောမဆိုရင်မတာကိုတေးချပြင်ဆင်ပြီးတော့ချပေးအလောင်းချပေးတာပေါ့နော်အဲ့လိုမျိုးပဲစားတော့ဆန်ရေးတေးွားတယ်ပိတ်ွားတယ်နော်လောကပြူခွဲွားရဆိုရင် အကုန်လုံးစားတော့ဆန်မှာပြင်ဆင်ထားတဲ့မီးဘိုးနော် van အပြင်ထွက်တဲ့ exhaust fan တို့အကုန် gas မြို့ပို့တို့ရှေ့မြတ် furniture တွေအားလုံးစပွဲတွေကိုထုတ်ပေးရနော်ဒီတိုင်းထားတော့မရဘူးနော်အများကြီးကြည့်ပါဘေးစင်တွေရှိတယ်စင်တွေရှိတယ်ရေခဲတစ်တာတွေရှိတယ်အားလုံးဖယ်ပေးရအဲ့ဒါစီးပွားတွေတမျိုးပဲနော်အာပိုင်ပလေးတဲ့ကိုဘာစီးပွားရေးလောက်ရမယ်ဆိုစဉ်းစားနေရဆိုရင်နော်စီးပွားရေးမကောင်းတဲ့အချိန်မှာမှဒီလိုမျိုးစီးပွားရေးလောက်ရနော်ဒီလိုမျိုးစီးပွားရေး 六五万的啦，六千六万的啦，够吗？阿妈，你他妈！哎哟，都啊，八角三到三呢，北大呢，北京嘛，大北京啊，三到三，喏，啊，不得不啊，得有能耐，八角北大呢，八的所以啊是设备，几家啊 h i s another tale of f a i l d restaurants here in Beijing, b a r t of a wider story of China's slow economy. 这个身后的这个铺子，

အခုလည်းထပ်ပြီးတော့ပိတ်ပေးရပြန်ပြီအဲ့တော့နှစ်နှစ်ပဲခံတယ်စားလောက်ဆန်နော်စပိုင်ရှင်းတော့မတူဘောနော်ရှင်းတော့ပိုင်ရှင်းရတယ်စားလောက်ဆန်ပြိုကွဲသွားတဲ့ကြောင့်ပိတ်တယ်ရတယ်အာသူစီးပွားရတယ်အခုတော့နောက်ထပ်ပိုင်ရှင်းတရားရတယ်စားလောက်ဆန်ရဲ့ပိတ်လိုက်ရတယ်အဲ့တော့သူထပ်ပြီးတော့စီးပွားပြန်ရတယ်ပြီးတော့မျက်နှာရှင်းဆန်ရစားလောက်ဆန်ပါတယ်ဟိုပိတ်တယ်ပိတ်တဲ့ကြောင့်တဏျာလည်းပါမအကုန်လို့သူကပြန်ပြီးတော့ပစ္စည်းရယူ reset ပြန်လုပ်တာ ရီစာပယ်လို့ဆာလောက်ဆိုင်ကလူတွေကလည်းပတ်စံနေနေပွားရမှာမဟုတ်ပတ်စံပေးပေးရမှာပြောမရသူစီးပွားရေးကဘယ်လိုလုပ်တယ်မသိနော်အဲ့ဒီစီးပွားရေးအကြောင်းကိုသိချင်လို့ရှိတာသိချင်လို့ရှိတယ်ဆိုကိုမအမရေးတာပါသိချင်လို့များများရှိရဆိုဆရာတင်းတင်းချာချာ research လုပ်ပြီးတော့ဗီဒီယိုလေးလုပ်ပေးမယ်နော် များများလုပ်ပေးမှသိချင်လို့ရှိမှဆရာလုပ်ပေးမှဖြစ်ပါတယ်အဲ့ဒါကြောင့်အောက်မှာရေးထားဖို့အရေးအကြီးကြီးပါတယ်။အဲတော့ဆက်ကြည့်ရအောင်နော်။သူဘေကျင်းမှာဒီလမ်းတလမ်းမှာပဲအများကြီးများဖြစ်။အဲဒါကြောင့်စားသောက်ဆက်ဖွင့်မှာစဉ်းစား။အေး ရှေ့ရဆိုင်ရမနေနဲ့ကြာတယ်ဒီဆိုင်မယူခင်ဟိုတနေ့နှစ်နှစ်မကြာပိတ်သွားလို့ဆိုရင်အဲ့ဒါနေရာမကောင်းဘူးပဲเนาะမကြောက်လို့ဆိုတောင်းတောင်းစီးပွားရေးကောင်းလို့ဆိုရင်ဘယ်ပိတ်မလဲဟုတ်တယ်မလားဟုတ်တယ်မလားဆရာတို့ဆိုရင် store share လုပ်နေရဆယ်နှစ်ကျော်နေဘာကြောက်ဆိုအောင်မြင်တဲ့ကြောင့်ဆက်တောင်းလျှောက်အောင်မြင်တဲ့ဆက်လုပ်နေတာเนาะမအောင်မြင်ဆိုရင်လုပ်စရာအကြောင်းမရှိဘူးဟုတ်တယ်မလားအဲ့ဒီသဘောမျိုးတွေအမယ်เนาะအဲ့ဒါအရေးကြီးစီးပွားတစ်ခုလုပ်မယ်ဆိုရင်မလုပ်ခင်ပညာတင်ထားရ အေးစအောင်မြင်တဲ့စားတော့ဆိုင်စီးပွားရေးဘယ်သူတွေရှိတယ်သူစီမှာပညာတွားတင်အဲ့လိုမျိုးပဲ store share ပညာတင်ခြင်းဆိုရင်အောင်မြင်ခြင်းဆိုရင် store share မှာ10နှစ်ကျော်လုပ်ထားတယ်အများအားအောင်မြင်တယ်မီနန်နာဖြစ်နေတဲ့ဆရာစီမှာတင်ထားမှဆိုရင်เนาะအောင်မြင်မဲ့ကိန်းကပို့ပြီးတော့များတယ်เนาะဆက်ပြီးတော့နားထောင်မယ်အာဘာများဖြစ်နေလဲเนาะဗီဒီယိုအစုံမှာတော့အရန်ကောက်စီးပွားရေးဘယ်လိုတင်ဝင်ရမလဲဆိုတာတည်ရရှာပြောပြမယ် been here Last year, An and his team dismantled 200 oh. restaurants each month, oh. which they say is two and a half times more than the year before. Numbers from data company Tata show that last year saw 3 million catering companies shut down across China. An, the undertaker, says many failed restaurants were started by people investing their life savings, oh. hoping for a V shaped recovery after the pandemic. Oh. လာတဲ့လာတဲ့စားတော့ဆန်အခုနေရောင်သူပိတ်ပေးတာဟာစီးပွားရေတော်တော်ကောင်းလာမယ်သူစားတော့ဆန်ကိုမตาချပေးတဲ့စီးပွားရေအရင်ကောင်အခုနေရောင်ပိတ်ပေးအဲ့အခုနေရောင်သူရှေ့ရနှိမ့်တဲ့နှစကြော်ပို့ပြီးတော့ပို့များတယ်ဟာအဲ့တော့ပိတ်တဲ့ဟာအများကြီးပေါ့နော်အာပြီးပါရေတရုတ်ပြည်မှာ2 million စီးပွားရေအဲ့လိုပဲအများအများစားအစားတော်နဲ့ပတ်သက်တဲ့ catering company တွေအောင်းဝါနှစ်တိုင်းနှစ်တိုင်း ဆုံးရှုံးနေတယ်ဆုံးရှုံးပြီးတော့စီးပွားရေးပြတ်ပြတ်သွားတော့ bankrupt ဖြစ်သွားပေါ့ဒေဝါရီခံသွားတယ်ပေါ့နော်လူအဲ့လိုမျိုးဆုံးရှုံးသွားတဲ့စီးပွားရေးစားတော့ဆိုင်ပိုင်ရှင်တွေကဘယ်သူများလဲဆိုတော့ရှိမှတတန်လို့စုထားပတ်စံတွေကိုစားတော့ဆိုင်နဲ့ထည့်တာထည့်ပြီးတော့အာတရုတ်ပြည်ကစီးပွားရေးက V shape နော်ချက်ချင်းဒီလိုမျိုး covid ဖြစ်တဲ့ pandemic ဖြစ်တော့ထိုးကြွားတယ်အောက်ပိတ်ထားတယ်ထိုးကြွားပြီးတော့ချက်ချင်းပြန်ပြီးတော့တက်မယ်ထင်ပြီးတော့သူက investment အကုန်လုံးစားတော့ဆိုင်ဖွင့် ထင်တဲ့လောက်မဖြစ်တော့တွားပြီးပြန်ပြီးဆက်ချင်းပိတ်ရနော်တနည်းနည်းနဲ့ပြန်ပြီးပိတ်ရအဲအကြောင်းလောဝပတ်စံစုစားအောင်ဆုံးရှုံးမှာအဲဆရာစတော့ရှယ်ယာအရန်တဘောကြပတ်စံအများကြီးမလို့ပတ်တိုင်းလေးလုပ်ရတနည်းဒေါ်လာ30နဲ့စောက်ရနော်ဒေါ်လာ30စောက်ပြီးမီနန်နာဖြစ်နေတယ်အေးစစ်အိမ်မနေနေရင်းနဲ့ကဘာပတ်ရတဲ့မီနန်နာဖြစ်လို့ရတယ်နော်အာလိင့်လေးကို YouTube video description comment မှာရှိရယ်တင်နှက်စိတ်ဝင်စားရယ် click နှက်လို့ရအဲ့အရန်တဘောကြ ်ဘာမှအရင်ကြီးမမြောင်အချိန်ကနည်းနည်းလေးတနည်းကိုတနားကြီးရောက်မယ်စားတော့ဆန်အရင်ပြင်မှန်တယ်မလို့ပြင်မှန်တည်းရစားတော့ဆန်ကမနေ့ညပိတ်ရမရှိဘူး Sunday Sunday ဆိုရင်ပိတ်ရမရှိဘူး Monday to Friday ပိတ်ရမရှိဘူးမနေ့အစောကြီးထားပြီးဖွင့်ရတယ်နော်7နာရီရောက်ဆိုဖွင့်ပေါ့ဖွင့်ပြီးတော့ညဘက်ကျတော့7နာရီရောက်ပိတ်အတနေ့ကိုအလုပ်လုပ်တာကဘာပဲပတ်မရဘူးမိသားစုတဲ့အချင်းမရှိဘူးမိဖို့ကြောင့်မှတောက်လျှောက်ပဲအလုပ်တမငှားငှားရဲဆိုတာအရင်အောင်မြင်ပါဘူးစအချင်းဆိုရင်ကိုယ့်အကူလို့ရမအောင်မြင်ဘူးပြီးတော့ မာဂျင်ဆိုရလဲအမြင့်ကဘယ်လောက်မရှိဘူး10%မရှိဘူးအရက်ရောင်းမယ်ဆိုတော့အများကြီးရတယ်ယူယူစားလောက်ဆက်ဆို5% 10%နည်းနည်း5% 10%ဆိုတော့ယူယူဟိုကဟိုဟာလေးဆုံးရှုံးသွားပြီဒီဟာဆုံးရှုံးသွားပြီဆိုရင်ဒုက္ခရောက်ပြီအမြင့်ကလောကပျောက်ပျောက်သွားနေမယ်တနေ့လုံးစူးစမ်းတာအကုန်ပျောက်သွားနေမယ်အဲ့ဒါကြောက်အဲ့ဒါသဘောမကျဘူးဆရာမာဂျင်များရမယ်သဘောကျဆရာစီးပွားဘာလို့လို့မာဂျင်ကအရင်များအဲ့ဒါသဘောကျပါတယ်ပလေးတိုင်ရောစားလောက်ဆိုင်လုံးနေရဲ့ လူရှိပါတလားရှိရဆိုရင်ကိုမအောင်မှာရေးတာပါဒီလိုမျိုးတရုတ်ပြည်မှာစားသောက်ဆက်စည်းပွားရဲ့ပြိုကွဲတာတခြားဘာအကြောင်းကြောင်းကိုထင်ပါလေကိုမအောင်မှာရေးတာပါဆက်ပြီးတော့ကြည့်ကြမယ် shaped recovery after the pandemic. At the beginning of 2023, we saw an increasing number of people from the real estate, education, finance, and internet industries entering the restaurant business. <laughs> These industries experienced mass layoffs, leaving many unemployed with little to do. With some severance payouts in hand, they opted to invest in the restaurant industry. Since larger businesses require significant startup capital, many saw the restaurant business as something they could manage. But see. 哇。 2023အစမှာတယ်เนาะတခြားစီးပွားရေး real estate ancient မြေတို့ဟော finance ဆိုတခြားနေရာတွေကညလောကလူတွေကအလုပ်ပြုတ်သွားဟိုအလုပ်ပြုတ်သွားဟိုကိုကိုဗစ်ဖြစ်ဖြစ်မြင်ခဲ့ရ2023မှာဆိုရင်အဲ့လူတွေကစပြီးတော့စားတော့ဆိုင်ထောင်းတယ်အာ internet business ရှိရယ်ပညာရေးရှိရယ် finance ရှိရယ်အဲ့အရာတွေရပြီးတော့အလုပ်ပြုတ်သွားတော့အေးပတ်စံတော့ရှိတယ် နော်အဲ့လိုဖြုတ်ထားတော့ပတ်စံအများကြီးအဲ့ပတ်စံအများကြီးဘာတွေလုပ်ရမစစ်စားစစ်စားအေးနည်းနည်းအရင်နည်းနည်းနည်းလုပ်ရပါရှိတော့အာစားတော့စဖွင့်မယ်ဆိုလူတွေအများကြီးဖွင့်ကြနော်လူတွေအများကြီးဖွင့်ကြဖွင့်ကြအဲ့တော့စားတော့စအများကြီးဖြစ်တော့ဖြစ်မှာပေါ့ပြီးတော့လေလူတွေကလည်းဟိုအလုပ်ရရအများကြီးမရှိတဲ့သူကြောင့်အလုပ်ရမကောင်းဖြစ်မှာလူတွေကလည်းဘလောက်စားနေမှာလဲတနေ့နှစ်ခါပဲစားနေမှာပေါ့ ဟုတ်တယ်မယ်ထုံးစံဆိုရင်တချို့လူတွေဆိုအိမ်မှာချက်စားတယ်အာရုံးတက်တဲ့လူတွေဆိုရင်တနည်းတစ်ခါထွက်စားတယ်ပြီးတော့စားလောက်စားရတယ် limit ရှိရတယ် space ကနောက်ပိုင်းဟိုက delivery ရှိရဆိုတော့ limit အောင်ကျဆောက်ရှိဒါပေမဲ့အများကြီး limit ရှိအချိန် limit ရှိရဖွင့်တဲ့ချိန်ပြီးွားရင်နောက်တစ်ခုကလူအရေအတွက် capacity limit ရှိတယ်เนาะအဲ့လိုမစီးပွားရင်ဆရာတဘုံမကြောက်เนาะ margin နဲ့လည်းအရန်တဘုံမကြောက်เนาะ store share နဲ့မကွာပါ store share နည်းနည်းရေးပြီးတော့ ရာချီလေးထောင်ချီရေးပြီးတော့တောင်းချီတင်းချီမြင်နိုင်တယ်ပြီးတော့တနေ့တနေ့နှစ်နေ့တော့ပဲလုံးရတယ်ကဘာလဲကဘာပတ်နေတယ်လုံးရတယ်အချိန်ရတယ်အဲ့လောက်ဒီ stress မရဘူးเนาะအဲ့အများကြီးကွာ तू store share ပညာမတက်တာတော့ဒီလိုမစားတော့စဖွဲ့ store share ပညာတက်တာတော့တခြားဘာစီးပွားရေးမှာမလုပ်ချင်တော့အရန်ကောင်းလို့အကြည့်တော့เนาะ store share ကပါတယ် company မှာ investment တော့အရန်ကောင်းတူတဲ့ကောင်းတဲ့ကုမ္ပဏီစားတော့ဆိုင်တဲ့ကောင်းကုမ္ပဏီ AI ကုမ္ပဏီ technology ကုမ္ပဏီအားလုံး မှာ invest လုပ်ထားတာเนาะ ESC လေးပဲအဲ့ဒါကြောင့်အရင်အရေးအာပလေးတဲ့ရောဆားလောက်ဆိုင်နဲ့ stock share ဆိုရင်ဘယ်ဟာလုတ်ချင်မှန်းလဲကိုမအမရေးတာပါဆက်ပြီးကြည့်ကြပါတရုတ်တွေဘယ်လောက်ထိဒုက္ခရောက်နေမလဲဆိုတာဆက်ကြည့်ကြမယ် capital many saw the restaurant business as something they could manage but things turned out differently china's economy stayed sluggish and consumers cut back on dining out that led to a race to the bottom. Businesses repeatedly lowering prices to outdo each other, which in turn ate into profits. As restaurant closures rise, An says even long established businesses are at risk. Uh, they <coughs> uh, ဟိုအရမ်းများ competition အရမ်းများတော့စားတော့ဆိုင်တွေကသူဈေးလျှော့နေတယ်ဈေးလျှော့ရတဲ့ကြောင့်တရားမှမမြင်တော့နော်တရားမှမမြင်တော့အားလုံးအားလုံးတရားဥပဒေပိတ်ခေါ်အဲ့ကြောင့်လူများများလုပ်ရင်ဒုက္ခရောက်ရဆိုတာပြောတာနော်အရမ်းအေးကြီးအဲ့လိုမျိုးမဖြစ်ဖို့အတွက်အရမ်းအေးကြီးနော်ပြည်တက်ယူရတော့စားတော့ဆိုင်လုပ်ငန်းဒါဘာတွေအားနည်းချက်ရှိတယ်တခြားတရားတွေအားအားဆိုရင်ခုမအောင်မှာရေးထားပါ အမ um, ်ဒီလိုမျိုးစီးပွားရေးဘယ်တော့မှမလုပ်နဲ့။ဘာကြောင့်လဲဆိုတော့လူတိုင်းလူတိုင်းစားတော့ဆန်ကြိုက်တဲ့နေရာမှာသွားစောင်းရ။သွားစောင်းရတဲ့အတွက်ကြောင့်ဒီလိုမျိုးအာအရန်ဟိုဟာဖြစ်တယ် competition ပြီးတော့လူတွေအများကြီးစုရတယ်စားတော့ဆန်မတော်တော်ပြီးတော့လုံလာ哦။နော်။ဘာကြောင့်တခုလုံးမဲ့ဆိုရင်မလုပ်မယ်စားတော့ဆန်ဖွင့်မယ်။ဟိုအားလုံးလူတိုင်းစားတော့ဆန်ဖွင့်ဖွင့်တယ်လုံတတ်တယ်လူတိုင်းလုံတတ်ဘာပညာမှမလို့ပညာမှမလို့တဲ့အတွက်ကြောင့်စားတော့ဆန်လူတော့ဖွင့်ရော ဟို customer နည်းနည်းလေးပဲရှိတယ် customer အများကြီးမတုံတာမတုံတာရတော့ဘာဖြစ်မလဲမတုံတာဘူးဆိုရင်တွားပြီလေဟုတ်တယ်မလားအားလုံးတယောက်တော့ဈေးလျှော့ဈေးလျှော့ဈေးလျှော့ဆိုတော့တယောက်မှမကြံတော့နော်ဘာကြောင့်ဆိုငါ customer ပူရခြင်းလဲအားကြောင့်ဈေးလျှော့လဲနော်ဈေးမလျှော့ဆိုရင် customer မရောက်ဆိုရင်စားတော့ဆရာအိမ်ခါလာရှိတယ်ဒါမှမဟုတ်အိမ်ဝယ်ခါရှိတယ်အဆိုင်ဝယ်ခါရှိတယ်အိုက်ဆိုင်ရတယ်အမြဲလာလဲပေးနေရတယ်ပတ်သက်မရှိဘူးဆိုရင်မပေးနိုင်ဘူးဆိုရင်ဒုက္ခရောက်မယ်အဲ့တော့အဲ့လိုရှော့ရှော့ရင်းနဲ့ လူတွေဒုက္ခရအောင်အဲ့ဒါကြောင့် competition ဟာအရန်ဆိုတယ်เนาะအဲ့ဒါကြောင့် store share ကောင်းတဲ့အချိန်မှာဆိုတော့လူများများလုပ်နေနေပူကောင်းနေနေမှာအဲ့ဒါအရန်ကျယ်ဆရာအဲ့ဒါကြောင့်ဆရာအဲ့ဒီပညာသင်ပေးတာလူများများလုပ်နေပူကောင်းနေတယ်ဘာကြောင့်လဲဆိုတော့ store ဈေးကွက်တာနော်စူပါမားကတ်တပေါ်မှာလူဝဲဝဲလူမလုပ်လည်းကောင်းတယ်လူဘသူမှမလုပ်ဘူးဆိုရင်ဆရာတဘောကြရှေ့မှာကောင်းတဲ့ company အားလုံးဆရာဝယ်ထားမှာကောင်းတဲ့ company အားလုံးဆရာဝယ်ထားမှာအကုန်ကောင်းတယ်လူများများလူနေတဲ့ကိစ္စမရှိဘူးအဲ့ဒါ store ရှယ်ယာစီးပွားရေးကမ္ဘာမှာအကောင်းဆုံးစီးပွားရေးเนาะဆရာ professional opinion နေပြောရမှာဆိုရင်တခြား store share ကိုเนาะဒီလိုမျိုးကောင်းတဲ့စီးပွားရေးရှာလို့တွေ့ပါပြီလားเนาะတွေ့ရဆိုရင်ကိုမအောင်မရေးထားတယ်ဆရာကတော့မတွေ့ပါဘူးเนาะတခြားကယူဘယ်လိုပဲကြည့်ကြည့် store share အကောင်းဆုံးကမ္ဘာရဲ့ပတ်ဝန်းကျင်เนาะဆက်ပြီးကြည့်မယ် businesses repeatedly lowering prices to outdo each other, which in turn ate into profits. As restaurant closures rise, An says even long established businesses are at risk. Restaurants that have been operating for more than five years made up more than 9% of our collection of closed restaurants. Previously, we had never seen such a high number of long established restaurants shutting down, this indicates that even experienced restaurant owners with deep industry knowledge are still losing money. I believe this reflects a significant decline in consumer spending. People simply aren't dining out as much as before. Boosting local demand is the. Ch- yeah, <laughs> 9%被的,9%被,啊,啊, ကတ်စတမာတွေမရှိရတဲ့ကြောင့်တိတ်ပြီးမှစားရတဲ့ကြောင့်အပြင်ထွက်မစားရတဲ့ကြောင့်ပိတ်ရတာဆိုပြီးတော့เนาะအောက်ချက်ချပါလေဆွဆွန်ဒူရပြောတယ်အဲ့ဒီဒူရကသူကတော့ပြောရမှာဆိုရင်အာဆရာဝန်တဘောမျိုးဖြစ်နေဆရာဝန်ကနူနာရှိရေပတ်စံများကြီးရတယ်နူနာရှိပြောတယ်သူကအဲ့လိုပဲပေါ့ဟိုစားတော့ဆိုင်တွေကိုပိတ်ပေးရလူဆိုတော့အေးစားတော့ဆိုင်ပိတ်တယ်သူစီးပွားရကောင်းနေတယ်အဲ့လိုဖြစ်နေเนาะအဲ့ဒါဘယ်နေရာမှာဆိုစီးပွားရလုံးတိုင်လုံးလုံးလို့ရတယ် This year, as it tries to counter the effects of U.S. tariffs and a long running property crisis. But in February this year, consumer prices dropped the most since January 2024, raising worries about a possible deflationary spiral. In a meeting this month, Chinese officials promised to address what they called involution or too much competition with the restaurant industry as a key example. Unset in first tier cities like Beijing, Shanghai, and Shenzhen, the monthly restaurant closure rate exceeds 10%, and in some months, it even surpasses 15%. He says that means for an average person, opening a restaurant is almost a guaranteed failure. Ah, <laughs> တရုတ်ပြည်မှာမကြောက်တော့စားတုပ်တူရင်မရှိတဲ့တော့ကြောင့်เนาะဘယ်လောက်ထိစိုးနေရဆိုပြီးတော့ဘာဖြစ်လဲစားတော့စားပိတ်တဲ့နှုန်းကအာမျိုးကြီးတယ်မှာ10%ကျော်တယ်15%ကျော်တယ်တချို့နေရာတွေမှာ15%ကျော်တယ်အဲ့ရော competition အရန်များတယ် evolution ဆိုတာဒီဈေးကွက်ထမ်းမှာတိတိတဲ့မှာ competition အရန်များနေတဲ့ကြောင့်เนาะအဲ့လိုဖြစ်တာပါအဲ့ရောပလေးတက်ရို့เนาะဒီမျိုးပြဿနာဘယ်လိုဖြေရှင်းရမလဲတရုတ်နိုင်ငံဒီမျိုးပြဿနာကိုဖြေရှင်းနိုင်မဲ့အကောင်အဆုံးနည်းလမ်းသိပါလား တိရဆိုရင်ကိုမအောင်မရင်တာမှာစားတော့စားအခုမှစားဖွင့်မယ်ဆိုရင်တော့နော်ကျိန်းနေရတော့ဘာမှမကြွန့်ကျင်နေဘူးဆိုရင်တာမန်လူအတွက်ဆိုရင်ဆုံးရှုံးဖို့ဆိုတာအရန်အရန်ကျိန်းနေပါတယ်သူကပြောတာနော်အဲအကြောင်းအရန်ရေးကြည့်စီးပွားရေးဆိုကိုမတိပဲနဲ့ဘာမှမလုပ်အောင်ကောင်းလားစားတော့စားစီးပွားရေးအဓိကဘာဆိုတာလေးဘာဆိုရတော့ margin တိနည်းနည်းလေးပဲသမင်းတစ်ပွဲနှစ်ပွဲဘယ်လောက်စားမလဲစားတယ် 5%တက်ပါစမရပါမဟုတ်အဲ့တော့ဒေါ်လာ10ဆိုဒေါ်လာပဲမြင်မယ်တရားဆိုရင်အာဘယ်လောက်လဲ10ပဲမြင်မယ်10ဆိုတော့အာဘယ်လောက်မှအမြင်မရှိဘူးเนาะဒါဒီကြားထဲမှာအဖိတ်အစင်တွေအာအပြက်စီးရရှိရဆိုသွားပြီအာပြီးပါရင်ဟိုနေကိုနေမကောင်းရင်ဒုက္ခရောက်ပြီအာဆိုင်ပိတ်ရဆိုသွားပြီပြီးတော့ဆိုင်ခါအမြင်အာပေးနေရတာအာပြီးပါရင်တခြားကိုပင်းနာဆိုင်ရှိရဆိုရင်အဲ့ကိုပင်းနာဆိုင်သွားသွားမယ်ဆိုရင် လူတွေကအများကြီးတွေ့ပါတယ်ဒါပေမဲ့ကိုယ်စီမလာဘူးဒီမျက်စိနာပူအောင်ဆိုးတယ်เนาะအဲ့ဒါကြောင့်စားတော့ဆန်ရအစိုးစိုးစီးပွားရပါဘယ်တော့မှမလုံးနဲ့เนาะအကောင်းဆုံးစီးပွားရပါဒီမှာကြည့် stock investing เนาะတလာထဲမှာပဲတသိန်းကျော်ရဆရာကြိုက်တဲ့နေရာမှာနေတယ်တနေ့ကိုတနိုင်နှစ်နိုင်အလုံးလုံးရမိသားစုနဲ့အများအချင်းအာကောင်းကောင်း enjoy လုပ်နေတယ်เนาะအဲ့ဒါတသိန်းရအေးစအားက margin အများကြီးပဲတသိန်းရတသိန်းလုံးအားလုံးဆရာတင်ထားတာဆရာအိတ်ကတ်ထမเนาะ ကော့စာဘယ်လောက်မှမရှိဘူးเนาะအဲ့လိုမျိုးစီးပွားရေးအကောင်းဆုံးစီးပွားရေးကိုထောင်ကျင်းလဲဆိုရင် stock investing call option put options invest option day trade movement stock ဒီနေ့ပဲတက်လာပါလိမ့်နေကို YouTube video description comment မှာရှိပါတယ်အလုတ်ထွက်စရာမလို့ပတ်တိုင်းနဲ့စောက်ရတနေ့ဒေါ်လာ30နဲ့စောက်ရတယ်เนาะပြီးပါရေးအလုတ်မှာအေး stop market ဖွင့်ရချင်းတနင်္လာနေ့လောက်လိုက်ဖိစောက်ဖြစ်ဘူးတခါလေဆိုရင်အလုပ်ပြီးရလို့ရအေးစစ်စစ်လို့ရเนาะပြီးွားရင် ညာကျွမ်းကျင်သွားမှာဆိုရင်လက်ဖြောက်တီးတို့ experience ကျော်ပတ်စံလည်းအများကြီးရမှာဆိုရင်အလုပ်ရဲ့ကြိုက်တို့ထွက်လို့ရတယ်နော်ကိုလုတ်ချင်လုတ်ရအဲ့ဒါကြောင့်စားတော့ဆိုင်စီးပွားရေးမထောင်တဲ့အကောင်းဆုံးစီးပွားရေးကဒီရမယ် stock investing company ပိုင်တာ company ပိုင်ရှင်နော်သူများရဲ့အလုပ်လုပ်တယ်သူလုံးနိုင်တယ်များစူးစမ်းနေတာဆရာကိုပတ်စံရတယ်နော် ဇယောပိုင်ထားတဲ့ store share တွေကိုဇယောကထပ်ပြီးတော့တပတ်တစ်ခါဖြစ်စေတစ်လတစ်ခါဖြစ်ပတ်ဆက်ရအောင်လုပ်ရတယ် advance option မှာပါတယ်အကုန်လုံးကနော် link လေးကို YouTube video ရဲ့ description ကိုမှမှာရှိပါတယ်ကျန်နေတာထပ်တက်လိုက်တာခေါင်းချင်းတက်လိုက်တာအပူကြီးအချို့အရင်ရှိတယ်။ကြေရမျိုးပူကောင်းပါလား။ကြေရပူကောင်းလဲဆိုတော့ဆရာကနေ app train နေ app train နဲ့ငါးလမ်း ီးလဲငားလဲရှိရအဲ့ဒီဟာတွေကကျင်းအကြိုက်ဆုံးဒီကောင်တွေကအရင်ထိရောက်တယ်ကျင်းအဲ့လို expert မဖြစ်ပေမဲ့ဆရာရဒီ app ခင်ဗျလဲ app train ဟာတွေကိုတိချပိုင်တယ်လို့ရှိရင်အရှုံးလုံးဝမရှိဘူးဆရာဆရာကြီးကလောကဘာမှနားမလည်ရဘူးเนาะဆရာပြောတဲ့အတိုင်းပဲနှိုင်းလိုက်လို့ပါတယ်။ဒီဟာတွေကိုအတိအကျသိချတိုင်းလုပ်တယ်။လုံးဝအချုံမရှိဘူး။ Hello ဆရာ CIS store share clip တင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့เนาะကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြှပ်ပါတယ်ဆရာ။ အရင်ကျေးဇူးတင်ပါတယ်ဆရာအဆမတော့ဆရာရဲ့အဘုံတစ်ခါလည်းမဖမ်းနိုင်ဘူးပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့အာခုဆိုတော့ကျွန်တော်အရင်မဲ့မြင့်နေပါပြီဆရာအရင်ကျေးဇူးတင်ပါတယ်အီစီအတွက်အရင်ကောင်းတဲ့အလုပ်ပါ လူတိုင်းလုံတင်းတဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှည်အတွက်ကောင်းတဲ့အလုပ်ပဲကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမာတင်နာမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လေ့လာတယ်ဒါမဲ့အသေးစိတ်တော့လေ့လာအခွင့်မရှိဘူးဆရာရီစီမာစီတင်နန်းတက်တော့အသေးစိတ်လေ့လာ ခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့တင်ခန်းစာတွေကအထောက်အကူရမ်းပြုတ်တယ်ကျွန်တော်အရင်နှောင်းကမလေ့လာခဲ့ဘူးတဲ့အဲ့ penny stock တွေ patron မှာ20 option အရင်နှင်းနေလေးနဲ့အမြတ်များများ ရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကျေးဇူးပါပဲဆရာဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာတင်တာတဲ့ရည်ရနဲ့ကလပ်အတွင်းမှာ9000နဲ့900မြတ်ပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူတို့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောဘဲနဲ့တင်တာပါဘီအခုတော့အဲ့လိုမြတ်နေဆရာရည်စဲကျေးဇူးပဲ ဒီ New York line လေးနိုင်ငံပေါ်လာလို့ရှိရင်ကျွန်မစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မလို့နော်ဆရာကျေးဇူးတင်ပါတယ်ဆရာရေရှိဆရာရဲ့ store ရဲ့တင်နေမှာတင်နေတက်ပြီးတော့ကျွန်တော်အခုမပေးရဘဲနဲ့ဘလူလောက်ရမလဲဆိုတာလဲဆရာတည်တည်ချာချာတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းရင်းမြုံနဲ့တက်နေပြီဆရာတင်နာလဲတင်နာဒီကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလဲပြီးမှအလုပ်တဲ့အတွက်ကြောင့်မို့ အရှုံးနေပြီးတော့အမျက်ကိုမြဲမြဲရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ချက်ပြန်လည်းဖြေဆူပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်တန်းတက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတဲ့ဆရာကြီးဆရာကိုအရင်ပဲကျေးဇူးတင်တဲ့ဆရာရိရှိကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ကြတာကျွန်တော်လည်းဆော့နေတာကြားပါပြီဆရာရဲ့ မနေ့ကမှ stock membership ကို join ပြီးတော့ဆရာရင်ဒီနေ့ဆိုရင်ကျွန်တော်ဘောကမှာအမျက်အများဆုံးရခဲ့တာပေါ့တည့်ရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာကြီးကျေးဇူးပါပဲဆရာကြီးနောက်ဆုံးလဲဆရာမမ stock membership ကိုကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအများကြီးတင်တယ်